ဟိုးအမိုက်ပုံမှာစိန်ဝင်းဆိုတဲ့နာမည်ကငါကတ်ထားပေးပေးကြီးကိုမကျေနဲ့တိုင်းစိတ်ဖြေရနေနဲ့သွားကန်လိုက်ဩအာရပါရစိတ်ဖြေရနေနဲ့မကျေနဲ့တိုင်းသွားသွားပြီးတော့ကန်လိုက်ဟာသူတို့အုပ်စုလိုက်မရှိတော့ဘူးဆိုလို့ရှိရင်လဲစိန်ဝင်းကဘလို့ပြုတ်မလဲဆိုတာကိုသူတို့စောင့်ကြည့်နေမယ်တဲ့ဘာသူအဲ့လိုပဲပြောတာလားအေးအဲ့ဆိုသမီးတို့ပြန်ပြောလိုက် နောက်ကသူပြောရင်ပြောပြအောင်ပြောလိုက်နော်မမကပြောခိုင်းနေဆိုပြီးပြောလိုက်စိန်ဝင်းရှိလို့စေးမတွေဖြစ်လာတာ စည်ရဲမတွေရှိလို့စိတ်ဝင်ဖြစ်လာတာမဟုတ်ဘူးလို့အဲ့လိုလည်းမဟုတ်ပါဘူးမရဲ့အေးသမီးကအဲ့သဘောမျိုးမဟုတ်ဘူးဆိုပေမဲ့အဲ့သဘောမျိုးဖြစ်နေတယ်အဲ့တော့ရှုပ်ပါတယ်သမီးရဲ့သမီးကအခုပဲတခါတည်းပဲအလုပ်ထွက်လိုက်တော့မမမမညီမကိုအခုအလုပ်ထုတ်နေရလားအေးနင်းထုတ်တယ်လို့ထင်ထုတ်တယ်ပဲဟဲ့ ့ရှူလိုက်ဟိုဘက်မှာဝဲသူလာနေတယ်ဆန်နာဟိုဘက်မှာတော့ကြည့်ပေးပါဦးနောက်ပြောလိမ့်မယ်ဟိုဘက်ဟိုဘက်မှာအရင်သွားကြည့်သွားလာမှာချိန်ထားလိုက်ရှူမယ်နော်အဲ့ဒါဆိုအချက်30လောက်နဲ့50လောက်ပါ50လောက်ထည့်လိုက်ပါအဲ့ဇူဇူဟိုမှာကျွေးပြကျွေးပြလိုလဲဒီလားအချင်းနေဒီလားအတွက်ရောင်းသားတွေကလေလောက်တော့မကုန်သေးဘူးတက်ကက်တွေကထိနေပြီးရောက်ကြရဲ့ ကျမတို့ကြည်ပြာတို့စိုင်ခွဲဖွင့်ပေးလိုက်တာမှန်သွားပြီယောက်ျားရဲ့အော်မင်းအဲ့ဒါဆိုလို့ချင်းလည်းကလေးကိုမဘိုးပေးလိုက်ပေါ့ကွာပေးမှာပေးမှာဒီလောက်ကုန်ရင်တို့ဘောနပ်စ်တွေအကုန်ထည့်ပေးမယ်ဟုတ်ပါတယ်အဲ့ဒါမှလည်းကလေးတွေကစူးစမ်းကြတဲ့ရှိပါ Hello, Hello ma. အေးကြည်ပြပြော။မညီမပြောစရာရှိလို့ပါ။哦ရတယ်ပြောလို့ရတယ်သမီး။အဲညီမတို့ဆိုင်တက်မှာတလအတွင်းမှာညီမရဲ့ကြိုးစားမှုကြောင့်ရောင်းဝယ်တက်လာတယ်ဆိုတာအမှတ်တည်ရနော်။哦တည်တာပေါ့သမီးရဲ့မနေ့ကတော့အကိုနဲ့မနဲ့အဲ့ဒါပြောနေသေးတယ်။အဲ့အတွက်ညီမလာစားလေးတိုးတောင်းချင်လို့ပါ။အော်တမီးရဲ့ဟိုတမီးတက်အရင်ရောက်တယ်လေနင်းနီဝင်းတို့တင်စားတို့တောင်မမတို့ကလစာတိုးမပေးရသေးဘူးတမီးရဲ့အော်ပြီးတော့လေလေဒီလကုန်ရင်တမီးတို့တဆိုင်လုံးအတွက်ကိုမမတို့က bonus တွေရောဘောက်ဆွေးတွေရောထည့်ပေးမှာနော် ။ဟိုအမညီမကလေဒီဆိုင်ဒီဆိုင်လုံးကိုတာဝန်ယူမှုတာဝန်ခံမှုလုပ်ထားတာနော်။ပြီးတော့ရန်လဲပင်မန်းရတယ်။အဲ့တို့ကြောင့်ညီမသတ်မှတ်ထားတဲ့အမောင်းတစ်ခုတော့အမပေးစီခြင်းနဲ့။အေးအမအကူနဲ့တိုင်မီမီပြန်ပြောပါမယ်သမီးရေနော်။ဟုတ်လားကိုရင်တော့အမကလေးတွေရောသမီးတွေကောအကုန်လုံး bonus တွေပေါင်းစုတွေထည့်ပေးလိုက်မယ်နော်။အမဟိုကလေးတွေကိုတိုးမပေးနဲ့အောင်မပေးချင်ညီမကိုပဲအရင်ပေး။အော်ဘာဖြစ်လို့လဲသမီးရယ်ကလေးတွေလည်းပင်ပန်းကြတာပဲဟာ။အမ အမကညီမကိုဒီဆိုင်ကိုလွှဲပေးထားတာဆိုတော့ညီမပြောတဲ့စကားကိုနားထောင်ပေးပါမှာကလေးတွေရဲ့အခြေအနေကိုညီမစောင့်ကြည့်အောင်မှဖြစ်တဲ့အတွက်ကြောင့်စီကံလေးတစ်ခုတော့ညီမထားခြင်းနဲ့ပြီးတော့အမအဲ့လိုမျိုးကလေးတွေကိုလက်လွတ်စပယ်မပေးပါနဲ့အမညီမကြားထဲကနေပဲဆုံးဖြတ်ပေးမယ်ညီမပေးစေခြင်းတဲ့သူကအမပေးပေးပါမှာလောလောဆယ်တော့ညီမလိုချင်တဲ့အမောင်တစ်ခုကိုတော့အမအရင်ပေးပေးပါနော်အေးဟုတ်ပါပြီခွဲဟုတ်ပါပြီနော် ငါညီမတို့ရပါပါရောက်ပြီလားညီမတို့ဟိုမှာတစ်ခုလောက်ပြောကြရချီလို့ညီမတို့ကလေဒီဆိုင်မှာဝန်ထမ်းလုပ်မယ်ဆိုရင်တသက်လုံးဝန်ထမ်းပဲဖြစ်လာမှာလူဆိုတာကိုယ့်ဘဝကိုဝန်ထမ်းနေရာမှာပဲနေမယ်လို့မတွေးထားနဲ့တနေ့ငါပိုင်ရှင် ဖြစ်ရမယ်ဆိုတဲ့စိတ်ကိုအမြဲတမ်းတွေးထားအမလည်းအဲ့လိုပဲတွေးထားတယ်အမမတက်တာလို့ဒီဆိုင်မှာဝန်ထမ်းလုပ်နေရရဲ့ဆိုပေမဲ့လည်းတနေ့ကျရင်ငါပိုင်ရှင်ဖြစ်ကို ဖြစ်စေရမယ်ဆိုတဲ့စိတ်ကိုအမအမြဲတွေးထားတယ် ပြီးတော့ညီမလေးတို့အမဝမ်းတာစရာသတင်းတခုပြောစရာရှိတယ်။အမရဲ့တထေးကဒီဆိုင်ထက်ပိုကြီးတဲ့ဆိုင်သိအကြီးကြီးဖွင့်ပေမဲ့တဲ့။အဲ့ဒီမှာအမရဲ့ဝန်ထမ်းတွေကိုခေါ်ခဲ့ဖို့လဲတထေးကမှားထားတယ်။ပြီးတော့တထေးကအဝေးမှနေရဆိုတော့အမတို့လွတ်လွတ်လပ်လပ်နဲ့စိတ်တက်တက်တတာနဲ့အေးအေးဆေးဆေးလုပ်လို့ရတယ်။အဲ့တော့ညီမလေးတို့အမနဲ့ဘယ်သူလိုက်ချင်လဲ။ အမကတော့အမတယောက်တည်းကောင်းစားနေရမျိုးအမမလုပ်ချင်ဘူးအမကောင်းစားတယ်လို့အမရဲ့ကလေးတွေကိုပါအမကောင်းစားစေချင်တယ်မဟမ်အဲ့ဆိုရင်လေစမ်းတော့လေခေါ်ရပါလားအမဆရာလေဒီလိုတဲ့မျိုးကြားရလေဒီနေ့တော့အရန်ကိုကြက်သိရှိပါတယ်အဲဇူဇူးနဲ့ချက်ဆူရအောင်ဟုတ်ဟုတ်မမမမခေါ်ရဆိုရင်တော့လေချက်ဆူရလိုက်ပါပါ ကောင်းပါပြီကဲလုံးဆရာကြီးကသွားလုံးလိုက်တော့နော်ဟုတ်ပါမမတို့ပြန်တော့မလားဟုတ်ပါမဟောလက်ပြန်စန်ဒီအလုပ်ပေးရဆိုင်ရင်မိုက်အိမ်မှာမဟုတ်လို့သာမယ်အညီမလေးကိုလာခဲ့ကြတယ်ဟုတ်ပါမဆန်နာလာခဲ့မယ်လीနောက်နေ့ဘာလို့စကြပါမလဲ မမဘာစားခြင်းလဲပြောလေမမလုတ်ခြင်းပါပေါ့ဟုတ်လေမမစူစူကမမဘာကောလာခဲ့မယ်နော်ချစ်စလို့လာခဲ့မယ်တိဟိုစူစူကဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူးဟိုစူစူလည်းလာခဲ့ပါမယ်ဩဟိုဆန်နာအမနဲ့ခဏနေခဲ့ဦးနော်အမနဲ့ပြီးမှကြည့်ပြန်လိုက်ဟုတ်ပါမှာအဲညီမတို့တယောက်ကတော့အရင်ပြန်လိုက်ပြီနော်တိုင်းတော့မှာ ိုးရလည်းအရင်ရွာနေရပဲပယ်လေးရငါထွေးလေးယူလာတယ်စနေကုန်တွေလေးတည့်ရပိတ်ပါရင်ဆိုမှနားရမလားမှတ်တယ်ဟုတ်အဲ့လိုခေါ်သေးတယ်ဟာလေအဲ့တော့နေရမတော်ဘူးလားတော်လို့ရမလားမတော်သေးပါလားစနေကုန်တွေစိုက်မှာပတ်ပြီးနောက်မဲနေမှာပေါ့အဲ့ဒါညီမလေးနေရတော်ပြီးစကားဖက်တယ်အောင်တွားပြောဟဲ့ငါတို့ပြမယ်သူ့နဲ့လေရေးလိုက်ငါလိုက်အစင်တရားဆက်ဆံဟာငါမို့ဆိုရင်ညောင်မဲနေမှာနော်အဲ့ဒါကြောင့်လည်းငါလာမယ်လို့ပြောလိုက်တာပေါ့ဟဲ့ ပြီးရောအဲ့ဆိုသွားမယ်လားမိုးကရွာနေရဆရာဝင်းချစ်စုအမဝဲသူဘယ်လိုမှမရှိရအောင်လားဩအမဘာလို့ကျင်းတော့လဲမအမဘိုးတိုင်းအင်တာလေးတွေကြည့်ချင်လို့ဘိုးတိုင်းအဲဘိုးတိုင်းရှိရဲဘယ်မျိုးစားရယူနေမှာဘလောက်တန်နေရှိတယ်အဲ၄သိန်းရှိမယ်38000ရှိမယ်3သိန်းခွဲရှိမယ်အဲ့ဆိုရင်၄သိန်းတရယူမယ်ယူလင်းမဘယ်နှလုံးယူမလဲ10လုံးယူမယ်ဘလောက်ထားပေးမလဲ10လုံးလားအဲ့ဒါဆိုရင်မ 38နဲ့ပေးလိုက်မလဲ38မလုံးနဲ့38ပဲထားလောက်ပါထားလိုက်ပါဖောက်တယ်နေပဲဥစားကဲယူပြယူเนาะ38အဲ့ဆိုကျွန်တော်ဘာလို့ကြွခွင့်ပေးလိုက်မလဲ38ဆက်လုံးเนาะအမပစံတော့လိုက်မယ်ပြန်လာခဲ့မယ်ဩရတယ်လေเนาะအဲ့တော့ပြန်လာတော့မှာเนาะဟုတ်ကဲ့ပြန်လာခဲ့မယ်เนาะဟုတ်ကဲ့ပါဟုတ်ကြည့်ပါရေအခုတစ်ချက်ပြင်သွားအောင်မယ်ဒါပေမဲ့ကောင်းတော့ကြည့်လိုက်အောင်ရှင်းမတယောက်မှမအားကြဘူး အမဘာလို့ကျင်းလို့လဲမဆစောတော့ကလေအမဘိုးထိုင်အင်တာဆယ်လုံးမှာခဲ့တာအဲ့လေပေါချဖွင့်ပေးနော်ဟုတ်ကဲ့မအော်အမကို39ပေးထားတာညမ39ပေးလိုက်တယ်ဟုတ်တယ်ဟမ်လေးသိန်းတော့ဘယ်သူ39ပေးလိုက်တာလဲဟေးစစစစစနာလာစားရှင်းမဒီဘိုးတိုင်းလေးသိန်းတော့ဘာလို့39ပေးလိုက်တာလဲသူပေးလိုက်တာလဲဆစောတော့ကအမလာတော့ကမျက်မှန်နဲ့အရက်ရှိရှိနဲ့အကိုကြီးပေးလိုက်တာတမီးရဲ့ တယ်မဟိုခုနကိုစိန်ဝင်းရဲ့ဒီမောက်ရောင်းမိလိုက်တာဟဲ့ကိုစိန်ဝင်းဆိုတာကဒီဆိုင်ပိုင်ရှင်မဟုတ်လားဆိုင်ရှင်ကိုယ်တိုင်ကအမောက်38နဲ့ပေးသွားတာလေ38နဲ့ဘောက်ချဖွင့်ပေးလိုက်ရင်ပြီးရောမလားအမကျမဒီဆိုင်ကိုဦးစီးနေတာအမအိတ်ဈေးနဲ့လိုချင်တယ်ဆိုလို့ရှိရင်အဲ့လိုလာတဲ့အချိန်ဒီစောင့်ချင်စောင့်ကျမတော့အိတ်ဈေးနဲ့မပေးနိုင်ဘူးကျမရောင်းနေတာ38နဲ့ရောင်းပေးနေတာအမ38လိုချင်တယ်ဆိုလို့ရှိရင်အဲ့လူလာတဲ့အချိန်ကြီးစောင့်ကျမကလုံးဝမရောင်းပေးနိုင်ဘူး နင်တို့တွေကဘလို့တွေလဲတယောက်ပြောရင်ဈေးတစ်မျိုးနောက်တယောက်ပြောတော့ဈေးတစ်မျိုးတော်ပြီမဝယ်တော့ဘူးရှုပ်ကိုရှုပ်တယ်ဒီပြင်ဆိုင်မှာပဲဝယ်တော့မယ်ဒီလူကလေတရားတကဝင်ပါတယ်ရောင်းနေတဲ့အချိန်နေရာလဲဘာကြောင့်ချိန်နေလဲတော် င်ကြည်ပြပြောမမမကိုလာစားတိုးပေးပါမဟဲ့ဟဲ့ကိုရင်းကပဲနီနီဝင်းတို့တင်စားတော့မသိအောင်မတိုးပေးထားသေးတယ်လေသမီးရဲ့အမပြောနေတဲ့ဘောကမမကိုလာစားတိုးပေးတာပဲကိုကြောင့်ကိုပဲပေးနေရဆိုရဲဘောလားဟဲ့မမဒီဒီဇိုင်းလုံးကိုအုပ်ချုပ်နေရမှာမမရဲ့အရေးချင်းကအဲ့လောက်တော့မတန်ဘူးဆိုတဲ့ဘောလားဟဲ့မမအမနေရာလဲဝင်ကြည့်ပါဦး အမရဲ့တပည့်ရင်းနေဖြစ်တဲ့နင်နီဝင်းတို့သင်စာတို့တော့မတိုးသေးဘူးသမီးကအမတိုးပေးထားတာလေသမီးရဲ့မကတ်တက်တဲ့တတိထဲမှာမပါဘူးနော်သမီးတကယ်လုံမရဆိုမတိုးပေးမှာပါကဲမညီမကိစ္စထားလိုက်ပါတော့အဲ့ဆိုရင်စန္ဒာနဲ့ချစ်စုကိုအမတသိန်းစီတိုးပေးလိုက်ပါဟဲ့ဇူဇူမပါဘူးလားအမဟိုရက်ကပဲအမကိုအကိုကပြောထားတာနော်ဇူဇူကအញ្ញမ်းလှုပ်ကြိုးစားတယ်ပြောတယ်အဲ့သမီးခုနကပြောတယ်စန္ဒာတို့ကကိုရက်ကကိုရီးယားကားကြီးကြည့်ပြီး customer လာတော့မတွေ့ဘူးဆို့ ။အမေဘာဖြစ်လို့ဇိုးဇိုးမတိုးတာ။အမဒီဆိုင်မှာအချိန်ပြည့်ညီမရှိနေတာ။အဲ့တော့အမညီမပြောတဲ့စကားကိုနားထောင်ပါ။သူတို့အမတသိန်းစီတိုးပေးလိုက်မှာ။နော်အမ။အေးဟုတ်ပြီဟုတ်ပြီအမအကုန်နဲ့တိုင်ပင်ပြီးပြန်ပြောမယ်နော်။ဒါပဲနော်သမီး။ အဲ့နည်းအမကြီးရဲ့ကိုရတာလေအရှင်းကောင်းတယ်ပြီမတတ်ရချောရင်ချစ်စုဆန္ဒခုတော့ဝဲသူလာနေရမတွေ့ဘူးလားညီမတို့ကမဟုတ်သေးဘူးနော်အဲ့လိုကိုတတိထားပြီးလုပ်မှာပေါ့ကိုလို့ကိုသဘောထားပြီပါဒါကိုအကိုပြောတာပထမဆုံးကျင်တယ်နောက်ဆုံးကျင်တော့ဝင်ကြီးဘာညီလေးဘာလို့ကျင်လဲတွားရောက်နေဟုတ်ဟုတ်ဟုတ်အကိုဘာလေးလို့ကျင်လဲရှင် ့ဟုတ်အဲ့ဒါကျွန်တော်ဈေးလေးတစ်ချက်စုံစမ်းတာဒါမှမဟုတ်ကျွန်တော်ဥပတ်သွားကြည့်ပြန်လာခဲ့မယ်နော်မနော်ဟုတ်ဟုတ်တော့လိုက်မယ်နော်မဟုတ်ငါမပြောဘူးလားဝေနန်းဆိုတာသူများပြောတာခံရတယ်အစုလဲခံရတယ်အဲ့ဒါကြောင့်မို့ကိုပိုင်လှုပ်ရှင်ဖြစ်အောင်စူးစမ်းပါလို့ ညီတို့ခုသူပြောတာမကြေနပ်ဘူးလားငါကြံတခုပေးเสียရရှိတယ်ဟိုးအမိုက်ပုံမှာစိန်ဝင်းဆိုတဲ့နာမည်ငါကတ်ထားပေးပေးညီတို့မကြေနပ်တိုင်းစိတ်ဖြေရနေနဲ့သွားကန်လိုက်ဟိုးအားရပါရစိတ်ဖြေရနေနဲ့မကြေနပ်တိုင်းသွားသွားပြီးတော့ကန်လိုက်ဟာကြားလားဟုတ်မဟုတ်ကန်ပြီးအောင်ကန်လိုက်ကြနော်နော်ဟုတ်ကဲပါ ဘာမှစိတ်ပူမပြီးစမ်းနဲ့မမစိုင်သိပ်ဖွင့်တဲ့အချိန်ခါကျရင်မမလေးတို့ခေါ်သွားမယ်ငါတို့တွေအားလုံးထွက်သွားတော့မှစိတ်ဝင်ဘလို့ပြုတ်သွားမလဲဆိုတော့စောင့်ကြည့်ရသေးရဟုတ်မမဩဒါနဲ့လေဒီနေ့မမကြိုက်တယ်ဗမာချက်ကိုစီပြန်ဟင်းလေးချက်လာတယ်တိကမမချက်စုပါလေလေဟိုနဲ့ကစုံလေးနဲ့ကြော်လာတယ်ဟမ်နှစ်ခုစလုံးကြိုက်တယ်မလေးငါညမကြီးတိတက်လိုက်တာအရန်တော်တာပါ ဟယ်လိုမမစူးစူးပါဟိုဟုတ်မမကိုပြောစရာလေးရှိလို့ဟိုအခုလေစူးစူးဖုန်းဆက်တယ်ဆိုတာအမတို့ကြားထဲမှာရန်တိုက်ပေးနေတာမဟုတ်ဘူးနော်ဟုတ်ဟိုဆိုင်မာလေးမက်ချီပြားရဲ့အရင်တထေးက ဆိုင်သစ်ဖွင့်ပေးမယ်ဆိုလို့မက်ချီပြားဒီရက်ကလေးတွေအကုန်လုံးခေါ်ထုတ်ဖို့လုပ်နေတယ်။သူတို့အုပ်စုလိုက်မရှိတော့ဘူးဆိုလို့ရှိရင်လည်းစိန်ဝင်းကဘလို့ပြုတ်မလဲဆိုတာကိုသူတို့စောင့်ကြည့်နေမယ်တဲ့။ဘာ?သူအဲ့လိုပဲပြောတာလား။အေးအဲ့ဆိုသမီးတို့ပြန်ပြောလိုက်။နောက်ကသူပြောရင်ပြောပြအောင်ပြောလိုက်နော်။မမကပြောခိုင်းနေဆိုပြီးပြောလိုက်။စိန်ဝင်းရှိလို့စေးမတွေဖြစ်လာတာ။စေးမတွေရှိလို့စိန်ဝင်းဖြစ်လာတာမဟုတ်ဘူးလို့အဲ့တိုင်းပြောလိုက်နော်။အေးဘာမှမကြောက်နဲ့သမီးတခုဆိုမမရှင်းမယ်။ ဒါပဲနော်သမီးဟုတ်ကဲ့မမဘာဖြစ်တာလဲဘာဖြစ်ရမှာလဲကိုပဲဆိုင်မှာကြေးပြာမှွေနေပြီသူတို့အုပ်စုဖွဲ့ပြီးအကုန်လုံးထွက်ကြမယ်တဲ့စိတ်ဝင်းရောအပြုတ်ပြုတ်အောင်လုပ်မယ်တဲ့ဒီကောင်မတော်ရုံမှာလာပဲအဲ့ဒါဆိုမမဘာမှဆက်ရမယ်နဲ့နော်သူတို့မရှိလဲတင်စာတို့ရှိတယ်တင်စာတို့နှစ်ဆကြိုးစားပြန်မယ်မမနော်နီဟုတ်တယ်မမဟုတ်တယ် သူဖြစ်စေခြင်းလို့စိန်ဝဲအဲ့လိုလုံးဝဖြစ်မခံနိုင်ဘူး။မမစိတ်ချတော့ညီမလေးကိုစူးစမ်းပေးမှာ။ဟုတ်တယ်မမ။ညီမလေးတို့ရှိရနော်။ဘာမှအားမငယ်ဘူး။မိမိတို့အခုလိုမျိုးမမကိုအားပေးစကားပြောတာမမအရင်ကျေးဇူးတင်ပါတယ်။အခုလိုမျိုးမမကိုအားပေးဝန်းရံပေးတဲ့တော့မမအားရရှိလာ။အဲ့တော့ကျေးဇူးတင်ပါတယ်နော်။ရပါတယ်။ရပါတယ်မမ။ဟယ်လိုဟယ်လိုမသမီးကြည်ပြလားဟုတ်ပါတယ်မသမီးဘာမလဲ ဟိုညီမဆိုင်ရောက်နေပါပြီမသမီးမနေ့ကအလုပ်မလာဘူးနော်ဩဟိုညီမရဲ့အရင်တည်းကညီမအတွက်မြောက်ကလာဘက်မှာဆိုင်ဖွင့်ပေးမယ်ဆိုလို့အဲ့ကိစ္စသွားတိုင်ပင်နေရပါမအဲ့ဆိုသမီးကလှုပ်ထွက်မဲ့သဘောလားဩဟိုအခုတော့မထွက်သေးပါဘူးမရဲ့နောက်မှထွက်မှာပါအဲ့ဆိုသမီးကသူများရှိမှအလုပ်သွားလုပ်ဖို့အတွက်မမရှိမှလစာယူပြီးစောင့်နေတဲ့သဘောလားဩဟိုအဲ့လိုလည်းမဟုတ်ပါဘူးမရဲ့အေးသမီးကအဲ့ဒီသဘောမျိုးမဟုတ်ဘူးဆိုပေမဲ့အဲ့ဒီသဘောမျိုးဖြစ်နေတယ် ဲ့တော့ရှောက်ပါတယ်တမီးရဲ့တမီးကအခုပဲတခါတည်းပဲအလုပ်ထွက်လိုက်တော့မမမမညီမကိုအခုအလုပ်ထုတ်နေရလားအေးနေထုတ်တယ်လို့ထင်ထုတ်တယ်ပဲဟဲ့မမဟယ်လိုဟယ်လိုမမဟယ်လိုထွက်တယ်ရထွက်တယ်သူကလည်းငါ့ကိုလုပ်ထွက်ရတယ်ပဲရှိသေးတယ်ညီမလေးမမတော့ဒီနေ့ကစပြီးတော့လှုပ်ထွက်ပြီဘာမှစိတ်ငြိမ်ကြတယ်သိလားမမခိုးပဲဆိုင်ရောက်ရင်ညီမလေးကိုလာခေါ်မယ် ားလုံးသိတဲ့အတိုင်းပဲအခုမက်ကြီးပြာအလုတ်ထွက်သွားပြီအမလည်းသူ့ကိုအလုတ်ထုတ်လိုက်တယ်အမအခုဖြတ်ပြီးတော့မေးချင်တာအခုဒီစိတ်ဝင်းစားကနေပြီးတော့ထွက်ချင်တဲ့လူရှိသေးလားသမီးတို့ရောသမီးတို့ရောစစ်စစ်လည်းမထပါဘူးမဆန္နာသမီးရောဟုတ်ပြီထွက်ချင်တဲ့လူရှိရင်အမအခုတခါတည်းပြောပြီနော် ဖတ်မဲ့လူမရှိဘူးဆိုတော့မမတို့စိတ်ဝင်စားကိုအားလုံးမဲ့အတူတူစူးစမ်းပြီးတော့ပြန်ပြီးတိဆောက်ပါမယ်နော်အဲ့ဒါလေးပြောချင်လို့စိတ်ဝင်မှာဘယ်ဝင်နှမ်းမှမရှိရင်စိတ်ဝင်ပြုတ်မယ်ဆိုတာမဟုတ်ဘူးအမကောင်းတယ်လို့မျိုးအမဘောကောင်းတဲ့ဝင်နှမ်းနေလေအများကြီးရှိတာကိုသိလိုက်ရတဲ့အတွက်အမအရန်ဝမ်းသာကြည်နူးမိပါတယ်ဆက်ပြီးတော့လေစိတ်ဝင်ကိုအမဒီတက်ပို့ပြီးအကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတိဆောက်မယ် မက်ကြီးပြားလို့ဈေးမမျိုးနဲ့တော့ထပ်ပြီးမတွေးပြရစီနဲ့လို့အမဆူတောင်းပါတယ်